ဥဟုတ်ကြကိုရဲဝတ္ထုများမောင်ပါစီကျွန်ုပ်ဒီမျိုးသားပညာရေးဖွဲ့ချုပ်နှံမှုထံနေရလုံခဲ့သောကိုနှစ်ခန့်ကပဒိန်မျိုးမျိုးသားချောင်းတို့ခိတ္တချောင်းအဖြစ်ဆောင်ရွက်ရန်အဖွဲ့ချုပ်ကစေလွှတ်တည်တိုင်းတွားရောက်ဆောင်ရွက်ရ၏ထိုအခါမှတ်သားချင်းဝမ်းဝဲကောင်းသောចောင်းသားတယောက်ကိုတွေ့ကြုံရ၏ထိုသူငယ်ကမောင်မားစီဆိုသူသည်ပဒိန်တလိုင်းချောင်းရဲ့ရှိဥလှတော်များတို့မှ အတန်ကျွဲဝသောကုန်းတွေများဖြစ်ကြ၏၎င်းတို့သာမောင်မစီသည်အမျိုးသားကျောင်း၌ခုနှစ်ဆင့်အောင်လေသည်အောင်လေးနှစ်၌ပင်ဖားကင်ဦးလှဆုံးလေ၍ဆုံးလေ၍၎င်းကြာရှည်စွာအလုံးပြတ်ငွေကုန်သည့်ပြင်လူလိန်လူကောက်ခံရ၍၎င်းတော်များနှင့်မောင်မစီသားမိမှအလွန်ဆင်းရဲစွာကြံ့ရင်ခဲ့လေ၏အမိမှဖြစ်သက်မြန်မျက်နှာငယ်ငယ်နှင်းစီရောက်ရ၏သားမိနှစ်ယောက်စားဖို့ပြင်အပေါ်မြားချီ မောင်မစီကတမထွားချိုင်းတတိနှင်ပြေဆောင်သူဖြစ်၍မိမိစီအိုက်မိမိစီအိုက်ကိုမိမိကြောင်ဆက်နေရန်ကြက်၍ကြံစီနေလေ၏။ညွေကြောင်ပဲ့၍ကြောင်ဖွင့်ကံဤတွင်ကျဆရာကြီးထံသွားရောက်၍ဖြစ်ပျက်ကိုပြောပြပြီးလျှင်ကြောင်စိရရန်အလုပ်တောင်းလေ၏။မောင်မစီဉာဏ်ပညာဝရိယကိုသိပြီးသောဆရာကြီးကလာကားလွတ်နေတော်ဟုဆို၏။လာကားလွတ်ရင်ကျွန်တော်အစွမ်းမရှိရလဲရောက်မယ်။ကြောင်ဝင်ကိုလည်းထိမှာပေါ့။တာဖြင့်ငါမင်းအတွက်ကြောင်စိထုတ်ပေးမယ်။ ကျေးဇူးတင်ပါရဲ့ခင်ဗျာနှုတ်ပေမဲ့ကိုလုံးနဲ့ကိုနေကြပါတယ်အလौတာမဆပါခင်ဗျာမင်းပါလုံးနိုင်မယ်အခုเจ้าမှန်ကြီးမြစီးလှဲတဲ့လုံးနဲ့တောက်ရိတ်ခတ်တဲ့လုံးကိုကျွန်တော်ပေးပါတလား၈ချက်လောက်ရနိုင်တယ်လို့သိရပါတယ်ကောင်းပြီစမ်းကြည့်အောင်တော့ဤတော့ လောက်ရခဲ့တဲ့ဖြင့်ကျောင်းဆက်နေမိအကြောင်းကိုအမိအားပြောပြရာအမိမှယဉ်ထုမနာဖြစ်၍ငါသာမင်းလုံးလောက်ပြီးကျောင်းနေမယ်ဆိုတာကိုအမိမကြည့်နိုင်ဘူးအမိကိုလီလောက်ပြီးငွေရှာမယ်ပြီးတော့လည်းမင်းကျောင်းမှာခုံခုံငယ်မှာပေါ့မင်းကျွန်တော်ပြောပြမယ်လူဟာယောက်လူဟာယောက်ျားဟာအလုံးလောက်ရမယ်အလုံးလောက်တာမကြည့်နိုင်ဘူးဆိုတာအမိကျွန်တော်ကိုချစ်ပုံလွှဲနေတယ်ကုန်းငယ်တဲ့ဆိုတာမှလည်းအပြည့်ကနေအလုံးမှန်ရင်ကုန်ရှိရကြီးပဲအမှန်မှမိဘကြောင့်ကြပြီး မိဘချောင်းချကိုခံပြီးကြောင်းနေတဲ့လူတွေမှရှက်စရာကောင်းတာဗျ။ကိုယ်စီရင်တဲ့ကိုနေနိုင်မှကိုရှိရမယ်ရဲ့။အမိမှသားရဲ့စကားကိုမချေနိုင်ချင်။မင်းလည်းမင်းဖြစ်လို့ပဲအင်မတန်စိတ်ကြီးတယ်။မင်းတို့ငားနိုင်အောင်မပြောနိုင်ဘူး။နှုတ်ပေမဲ့အမေတော့မချေရတာအမှန်ပဲဟုမျက်ရည်ဆန်းဆန်းနဲ့ပြောလေ၏။ကြောင်းဝင်းနဲ့မောင်မစီသည်ရှက်စက်နေနေရ၏။နနက်ငားနိုင်ထား၍အိမ်တွင်တောက်ရည်သုံးရည်ခဲ၏။နှစ်ယောက်စာဆံမြုပ်၏။ ဇေယိကောင်တို့ဖြင့်လမဲရေကော်ဖီရေမတောက်ကြလေပင်းရင်မနီမွေးတွင်ရှိသောเจ้าတို့တွားရေးပြက်စည်းလဲခြင်းရေးခတ်ခြင်းတို့ကိုပြုလောပင်းရင်ပြန်လာဆံမြုပ်တော့အချိန်ရမြစာကြက်၍ကြောင်းတက်ဤနေ့လည်းနှက်စမောက်စားချိန်မှာအိမ်တို့ပြန်ရင်းနဲ့နှက်ထမင်းစားရဤညနေချောင်းစင်းလျင်မိန်းကလေးတစ်ဖွဲအိမ်လုံးကိုလှုပ်၍အမီးလုံးအမီးဤအလုံးကိုပင်ကုညီပေးသည်တို့များကချင်းတို့လက်ဖက်လက်တို့တို့ကိုစေးထွက်၍ရောင်းရဤ ဤကမမစီတို့တာမင်းဤနေစဉ်အလုပ်ဒီမမစီသည်မိမိအလုပ်မှာတလရှစ်ကြက်ရရန်ကျောင်းသားကစာအုပ်ခဲတံတို့တွင်လောင်လောင်စွာတုံးဆွဲရလေ၏ရစ်စင်တွင်တပည့်20များရှိရာမိန်းကလေး3ယောက်ပါမည်မယ်တင်းများမြသိန်းတင်းစိန်တို့ဖြစ်၏တင်းစိန်ကမမစီနှင့်တလန်နှင့်နေ၍ခုနှစ်အိမ်ရှစ်အိမ်လောက်ချ၏တင်းစိန်မိဘများမှသွားထောင်တုံးအောင်နေခြင်းဖြစ်၏ အတံမင်းကျွယ်ဝပြည့်စုံကြ၏တင်းဆိုင်တို့အိမ်မှာကျောင်းနှင့်နေ၍မမစီသည်ကျောင်းတို့နှိမ့်စင်သွား၍အလောလောသည့်ရုံမြင်ရသည့်ရဖြင့်သနာလက်သာ၏ချီမွန်းလက်ချီမွန်းမိ၏တို့ရတွင်နှိစက်ခြင်းမရှိသဖြင့်ခက်တန်တမ်းပင်နေကြ၏မမစီမှာကို့ဆွမ်းနှင့်ကိုနေသူဖြစ်၍အတန်းထဲ၌ပထမကြီးရသဖြင့်အံ့ဩပင်မဟုတ်ရှိဆရာများကလည်းချစ်၏တို့ရတွင် ချို့ကျောင်းသားတို့ကအနှုံးစာထင်သည့်ပြင်မနာလိုလည်းရှိကြ၏တနေ့၌မတဲ့ ်မြတင်တင်းစိန်တို့သည်အခန်းတစ်ခုနိုင်မုံစားကြစေမဲ့တင်းကဟေးဘားစီဟာတဲထောင်နေပါက လူဝိုက်ဖြစ်မုံဆုံးမသာညမြန်လဲရေခတ်ပြီးကြောင်းနေရတဲ့အနှုံစား၏တင်းစိန်ကငင်းရယောက်ျားပဲပြီးကိုယ်ဆွမ်းနဲ့ကိုနေတာကိုလူနှောင်းထင်လားတံမျိုးမှာဖို့တန်တဲ့အေးဟုရဲရဲတိုင်းပြောလိုက်လေ၏ဟာဟာညီနဲ့ဖြစ်နေမှန်ကူမသိတယ်ဟုမဲတင်းကမအိုးမချို့ပြောလိုက်လေ၏ တင်းစိန်ကဟဲမဲ့တင်ငါ့ကိုအရင်မဆွဆွဲနဲ့ညီတို့လိုရှက်တင်းမှန်လို့လားငါကမညီမတရားပြောတာကိုမခံကျင်လို့ပြောတာသိရဲ့လားဟုမျက်နှာသားနှင်ပြန်ပြောလိမ့်ဤဒုက္ခမြတ်တင်းငံဝင်ပြန်ပြီးထသွားကြလိမ့်ဤတခါလဲစာဖတ်ခန်းတွင်ယောက်ျားကလေးမိန်းကလေးများတရင်စာဖတ်သူကပန်းစာကြည့်သူကကြည်နေကြရာ မောင်မစီတင်းစိန်တို့လည်းပါသည် မောင်မစီတရင်စာဖတ်ပြီးထသွားသော ချသွားသောအခါကိုစင်ဖိုးထင်ကမိမိနေရှိတငယ်ချင်းတို့ဟာဟေးဟိုမှာဂျာယူဝါလာထွက်သွားပြီဟုတယောတော်တော်ပြောလိုက်လေမခံတတ်တော့စိတ်နှင်တတိမငယ်တော့တင့်စိန်ကဘင်းနဲ့လေကိုဖိုးထင်ယောက်ျားပြီးပြီကိုစွမ်းနဲ့ကိုနေတဲ့လူကိုရှင်တို့ကတယောလာနှုတ်နိုင်တယ်လားမိမိ မိဘအကြောင်းကြားခံပြီးပေါ်ရောက်နေတဲ့လူတွေမှနှုံလာရှက်ဖို့ကောင်းလာရှင်းဟုမျက်နှာခက်တိတိနှင်ပြောလိုက်ရာဖိုတန်တို့လူစုမှတင်းစိန်ဤတတိကိုသိ၍ပြန်ပြောဝမဲ့ဆက်ဖြဲဖြဲကြောင်းတောင်ဖြစ်နေကြနေ၏ဤသို့တင်းစိန်သည်မောင်မစီဘက်ကကြီးခုခံပြောနေသည်ကိုမောင်မစီမသိခြင်းတင်းနေနိုင်မောင်မစီနှင့်တင်းစိန်တို့ကြောင်းသွားချင်းစုံနေရာရုတ်တရက်မိုးကြီးရွာကြလေ၏ ်တင်းဆိုင်မှာထီးမပါခြင်းမောင်မစေးမှာကအိမ်တော်ရာထီးစုပ်လေးတစ်ခုပါ၏မိုးရွာလင်းရွာခြင်းမောင်မစေးသည်ထီးကိုကြပြကြဖွင့်၍မတင်းဆိုင်ရော့ရော့ဒီထီးဆောင်သွားဟုပြောပြောဆိုဆိုလက်ထဲအတင်းထိုးထည့်ခဲ့၍မိမိကကြောင်းတို့ပြေးလေ၏တင်းဆိုင်မှာဘာမှမပြောနိုင်မလုံနိုင်ပဲထီးကိုဆောင်ရွက်သွားရလေ၏အခန်းထဲသို့ရောက်ရင်အထီးကိုပြန်ပေးခဲ့၍တော်ရ၌ထောင်သာလိုက်ပြီးနောက် မောင်မစီဘတ်တို့စောင်းကြည့်လိုက်ရာမောင်မစီအင်ဂျီပစိုးတို့မှာအတန်မင်းရေဆိုးနေတွေကိုမြင်ရသဖြင့်တင့်ချိန်နိုင်များစွာစိတ်ကောင်းခြင်းဖြစ်ရ၏။ကြောင်းစင်းသောအခါမှမိမိအမောင်လေးကိုထီးပို့ခိုင်းနိုင်၏။နောက်တစ်နေ့ကြောင်းတက်ချိန်၌တော်များပေါက်လာ၍မောင်မစီမိုမီအေအေအေမီဘီဖျားနေဖြင့်ကြောင်းမတက်နိုင်ကြောင်းလာရောက်၍ဆရာအားတိုင်းဒီကိုတင့်ချိန်ကြရသဖြင့်အလွန်ဝမ်းနည်းရှာ၏။မိမိအတွက်ဖြစ်ရလေသည်ဟုကြုံကြုံမရဖြစ်၏။ထိုနေ့ တင်းစိန်စာကောင်းအောင်မရခြင်းညနေကြရင်ဖွင့်မင်းပြောတတ်သောတင်းစိန်သည်မိခင်အားအလုံးစုံပြောပြ၍မမစီဖျားသည်ကိုတွားရောက်ကြည့်လိုကြောင်းခွင့်တောင်း၏တမီး၏သဘောတတိကိုသိပြီးဖြစ်သောအတိကအမိကအေးအေးသွားတာပေါ်ညီတော်နဲ့သွားဟု ခွင့်ပေးလိုက်၏မောင်စားအချိန်တွင် ရောက်သွားရာဒေါ်မြသည်လူကုန်ထန်းအိမ်ကတင်းစိန်မှန်သည့်လျှင်အံ့ဩဝမ်းမြောက်စွာဖြင့်ပြပြလဲဖြာခင်းပေ၏ ရင်းနှံစီမီးခွက်တရိုင်ဖြင့်မမိန်သာရှိသောအလင်းရောင်အောက်တွင်ဖြားဟောင်းတစ်ချက်ပေါ်၌ပလက်အိမ့်နေရှာသူမောင်မစီကိုတင်းစိန်မြင်ရသောအခါမျက်ရည်လည်လာမိလေ၏။အနည်းသို့ကဲ့ရွယ်လက်ကိုစမ်းကြည့်သောအခါချစ်ချက်တောက်ပူနေသည်ကိုတွေ့ရ၏။မမစီတီမျက်စိဖွင့်၍ကြည်မျက်စိဖွင့်ကြည့်၍မြင်သောအခါအော်မတင်ဆိုင်မှာလာကျေးဇူးတင်ပါတယ်ခင်ဗျာ၃-၄ရက်ကြာရင်ပျောက်သွားပါလိမ့်မယ်ကိစ္စမရှိပါဘူးကျမတို့ပြည့်ရလို့စိတ်တော်မကောင်းဘူးဒါထက်ပါစေးတောက်ရမယ် တော်များခါဝင်၍ခုဝဲတူမရေကွန်ရွက်ရေလေးတိုင်းလို့ပဲစိတ်ထူးထူးခြားခြားတော့မရှိပါဘူး။အော်ဒါဖြင့်ကျွန်မဆေးယူခဲ့တယ်။ဆင်းနေမယ်ဟောဒီမှာငန်းစေးရေချွေထုတ်စေးရေ။ဤသို့ပြောပြီးနောက်တင်းစိန်တို့ကိုယ်တိုင်စိတ်ထုတ်ပြီးစိတ်တိုက်ပြီးပြန်ခဲ့ကြ၏။အင်းတို့ရောက်သောအခါဆံပြုံးနှင့်တောက်ရန်ဟုငရမ်းချောက်ကြီးတပြားအပြင်မောင်မစီတို့ဆင်းရဲပုံကိုမြင်ခဲ့ရ၍ငွေစက်ကို30တန်းတစ်ချက်ကိုလည်းပို့လိုက်လေ၏။မောင်မစီသည် အလုံးမွမ်းမြောက်၍ချွေးများပင်ထွက်လာ၏တို့ရတွင် သူ့တပိုင်း၏အမဆာကိုမခံလို့ရကမိမိ၏မှတ်စုစာအုပ်တွင် အောက်ပါတိုင်းရိမ်မှတ်ထားလိုက်၏တောင်နေရ86ခုနှင့်ဝါဇိုလာဇော3ရက်နေ့တွင်မာတင်စိန်သည်စိန်နှခွင့်၅ရောက်လျက်ငွေ30ကျေးဇူးပြု၏၎င်းတို့ကို တနေ့နေ့ပြန်၍ဆက်ပေးမည်3ရက်နှင့်အဖျားကျ၍အကြောင်းပြန်တက်လေ၏6လပတ်စာမေးဝဲပြီး၍ကျောင်းပိတ်ကျောင်းပိတ်ဘွယ်တွင်စုပိတ်ဘွယ်လည်းကျင်းပါ၏ ခရတီကမောင်မစီတီခါတိုင်းကဲတို့ပဲပထမဆုရသည်တင်းစင်ကဒုတိယဆုရသည်၎င်းဆုကိုပေးပြီးနောက်ကျောင်းဆရာကြီးကထား၍ပြောဆိုသည်မှာအမောင်တို့ခုနှစ်ဆုပေးစုဆုပေးဝဲမှာရှေးကမပေးဘူးတဲ့ဆုမျိုးပေးရအောင်မယ်အခုရှစ်ဆိုင်ကမောင်မစီဟာအဖိုးတန်တဲ့ပတ်စံတစ်ခုပုံစံတစ်ခုကိုပြလေ၏ကျောင်းသားကလှုပ်ထားတာကိုလက်မခံသူတို့ဘာထောက်ပံ့တာကိုလည်းလက်မခံ ကိုစွမ်းကိုကိုအားကိုပြီးမောင်တို့မားတို့တိတဲ့အတိုင်းကိုလောက်ကိုစိတ်နဲ့ကြောင်းပါနေတယ်ကိုလုံကိုချေရှားတဲ့ခေကြီးမှမောင်မစီကနေတဲ့ညီကောင်တစ်ခုပြပေးတယ်လို့ငါတို့ဆရာများနဲ့ကျောင်းကော်မတီများကကျေးဇူးတင်ဝင်မြောက်ကြတယ်မန်းဆရာက လောကမှာယူသားတဲ့လုံမှန်ကြီးမြင့်မြတ်တာကြီးပဲတလားကို၈ချက်၁၀ရတာထဲကိုစွမ်းကိုကိုအားကိုပြီးစာတင်နဲ့ယောက်ျားပြီးသားတဲ့လူငယ်ဖြစ်လို့ ို့ငါတို့ကြောင်းကရွှေစိတ်တစ်ခုချီးမြှင့်တယ်။ရွှေစိတ်စုပေးလိုက်လေ၏။တကြောင်းလုံးကဩဘပေးကြ၏။မောင်မစင်နှင့်တင်းဆိုင်တို့လည်းတနှစ်တန်းဆဲတန်းအောင်ကြ၏။နေရောင်လုံးကြောင်းထွက်ကြ၏။သောဟာတင့်စိန်သည်မောင်မစီကိုမိမိတို့တက်ဆက်တွင်စရေးခန့်ထားရန်မိဘတို့ကို ပြောပေး၏မောင်မစီနှင့်တင့်စိန်တို့အကြောင်းကိုသိသောလူဤအဖိုးတန်ကိုအကဲဖြတ်နိုင်သောမိဘတို့လည်းတမီးလိုကိုမဖဲခြင်း မမစီသည်ပထမလတွင်လအတွက်လက40ကျပ်ထုံးတော်နှင့်နေ၌တင်းစိန်တို့ထံသွား၍ငွေစက်ကူ30ကျပ်တန်ချက်ငါ6လကြီးတပြားစေးအတွက်ငွေ9ကျပ်တို့ကိုထုတ်ပေးလေ၏တင်းစိန်ကဒါပါတွေလဲလို့မေ၏မမစီကအိတ်ထဲမှာမိမိမဆုစာကိုထုတ်၍ခင်ကမိမိရေးထားသည်ကိုပြလေ၏တင်းစိန်ကဖက်ကြည့်ပြီးရင်ပြုံ၍အော်အော်ဒါကျွေးဆက်တာလားကိုပါစီကျမကရှင့်ကိုကျွေးချွေး ချီးတာမဟုတ်ဘူးပေးတာရှင်ပေးတာလူသေးချာရှိရဲ့ကျောက်ကသူများပေးတာမျိုးဦးဆိုတာသိတယ်မှလားအော်ဒီလိုလားဟုတ်ပေတယ်ဟုတ်ပေတယ်ဆိုရဲတန့်စင်သည်ငွေငါချက်နဲ့ငွေနဲ့ငါချောက်တို့ကိုယူ၏ပြီးမှမျက်နှာတည်တည်ထားရဲရှင်လူသေးချာရှိရဲငွေငါချောက်စေးဖို့တွေတော့ရပါပြီအတိုးကောဟုမေးလေ၏ပေါင်မစီမှာရှိန်တိန်တိန်ဖြစ်သွား၍ဒါမှပြန်ပြောနိုင်မယ်ရော့တာဖြင့်ငွေ၁၀ထပ်ယူပါဟုထပ်ပေးပြန်လေ၏ ၎င်းဝင်း10ကိုယူရဲတင်းဆိုင်ကဆက်ပြန်နေတာကာရင်အရင်လဲရပြီအတိုးလဲရပြီတိုးတော်လဲကျမပေးစင်ကယိုးယိုးချင်းကားတာမဟုတ်စေနာနဲ့ပေးကန်တာဖြစ်တယ်ကိုင်စေနာအတွက်ကိုဘောဘလိုဆက်မလဲဟုပြောရဲမေးလိုက်ဤမမစီမစေနာကိုငွေကြေးဖြင့်ပြန်ဆက်နိုင်လီကိုသိရလေရကဒါလည်းဟုတ်တာပဲစေနာကိုစေနာနဲ့ပဲပြန်ဆက်ဖို့ပါပဲဟုဆို၍မျက်နှာကိုစိမ့်စိမ့်ကြည့်လိုက်လေဤယခုခိုင်ပသိမ်မျိုးမှာ အနောက်ဘက်သို့သွားသောလမ်းမကြီး၏အနောက်ဘက်တွင်ခေါင်း၃လုံးခေါင်းနိုင်၃လုံးနှင့်တစ်ဆက်ကြီးတစ်ခုကိုတွေ့မြင်နိုင်၏၎င်းကတစ်ကုံနှင့်စစ်တစစ်တထေစက်တထေဥဝစီနှင့်တရေကတော်တရေကတော်တထေကတော်တော်တဲ့စိန်တို့ဤជីវနှင့်တော်ဆက်ကြီး